အညာစီရောဘောအခန်း23ရင်ပတ်တူရေပေါ့နော်ဟန်ကုကေဦးချေကူဆော်ဘစ်ဆစ်อืมအဲ့တော့ဟန်ကုကေကတော့ကျွန်တော်ခဏခဏတွေ့ရတယ်ကိုရီးယားနိုင်ငံရေးဆွဲတယ်ပဲဦးချေကူကအပေါ်မှာလည်းပါပီးတာဒီအခန်းကောင်းစီကြီးပေါ့နော်ချေကူစာတိုင်းဆော်ဘစ်ဆစ်ဆိုတာ service ဝန်ဆောင်မှုတွေပြောတာကျွန်တော်ကိုရီးယားနိုင်ငံရဲ့ဒီစာတိုင်းဝန်ဆောင်ပြီးဒါရီရှင်းနေကြည့်ကြရနော် အဲ့တော့ဟန်အော်ဦးချဲကူကွန်စားလိုက်ကတော့ဒါရုံစားရမယ်ကေတခြားသူစီတို့ဒါရုံညဲ့တိပဲတခြားသောဆွဲတိပဲရောပေါ့နော်တခြားသူစီတို့တဲ့ဖြုံးကြီးနာဖြုံးကြီးကစားအောင်ပြောရောပေါ့မွန်စောစွာစားရဲစားတယ်နိဒိုကူမန့်နိပေါ့နော်စားရဲစားတယ်နိအဲ့တော့မွန်စောမသိရင်ကြက်မယ်ရောပေါ့စားရဲစားတယ်ဆိုဖို့ပါစင်အဲ့တော့ ကိုချဲကူစာလိုက်ဆိုတာကတဲ့တပားသူစီတို့စာလေတုံးမလို့ရှင်စာရဲစာတန်းဆိုဖို့ပါဆယ်ပစ္စည်းတုံးကစာဒီလိုကိုဖုန်နေတဲ့ပြပူးတဲ့အခါမှာအီယုံဟာနော်အတုံးချတော့ကိုရှိမိတာမိရဖြစ်ပါလေတဲ့ ဝေကုကေနိုင်ငံခြားမှာအော်နိုင်ငံခြားမှာမွန်ဂိုလို sorry နိုင်ငံခြားကိုမွန်ဂိုလို့ဘုန်းနေတဲ့တော့ပစ္စည်းပို့တဲ့အခါမှာကတော့တဲ့ကုချေထကူပရမ်ဆာဗစ်စ်အင်းဒါယောဘုန်းတို့ EMS နဲ့ကိုပြောတာပေါ့နော်ကုချေဆိုတာ international နိုင်ငံတကာထကုပ်ကအမြန်ချောပို့ဆိုရတဲ့ဒီလိုရှိတယ်။နော်အဲ့တော့ EMS လို့ပဲအလွယ်ပြောရမယ်။အဲ့ဒါကိုတဲ့ EO ဟာမြောင်အတုံးပြရင်ဖြော်လေးဟာမြည်တာအဆင်ပြေပါတယ်။ อืมနိုင်ငံခြားကိုတော့ပြစ်စီပို့မယ်ဆိုလို့ရှိရင် EMS ကိုတောင်းပို့တာပို့ပြီးအဆင်ပြေရတဲ့ EMS ကို EMS ဖြင့်ဥဖြောင်းမှုလို့ပို့နေမျောဒီကိုပို့ခြင်းနဲ့စာတွေပြစ်စီတွေကိုပို့နေမျောပေးပို့ရင်ပါရုတ်ကိုပြင်ပြန်ပြီးတဲ့အန်ဂျွန်နာကေအန်ဂျွန်နာသားဆိုတဲ့ဘက်ကလာရတော့ပေါ့အတိတ်ဘယ်ကကြာသူက safe ဖြစ်တာလုံခြုံစိတ်ချမှုရှိရတယ်နော်လုံခြုံစိတ်ချစွာဖြင့်ဘာနွန်စာရမယ်ကေလက်ခံတဲ့သူရှိတော့ဂျွန်သားဟိုက်ဆွေဆိုမျောဂျွန်သားဟာသားရဲ့အတိတ်ဘယ် lesson ကမ်းပေးပြီးဆိုတဲ့ဘေးရတော့ပေါ့ ်လက်ဆင့်ကံပေးနိုင်ပြီးတန်း online နေဆို online ကနေ online ဆိုတာ online ကိုပြောတာပဲเนาะရှိရှိကံလို့ရှိရှိကံဆိုအချိန်နဲ့တပြေးညီအချိန်နဲ့တပြေးညီဘယ်သားဆောင်းဝင်ကပေးဖို့တဲ့အချိန်နေဆောင်းဝင်ဆိုတာအချိန်နေ saturation တွေကိုပြောရတော့ပေါ့ state ပေါ့เนาะအဲ့တော့ပူးဆောင်တဲ့ state တွေ saturation တွေကိုတဲ့ joy high ဆိုပြီးဆိုတော့ joy high သားဆိုတဲ့ဘက်ကလာရတော့ပေါ့ joy high ရဲ့အထိပဲစစ်စီရ checking tracking လိုက်တဲ့ပုံစံမျိုးပေါ့เนาะစစ်စေးနိုင်လို့တဲ့ချိုးစွနေတာကောင်းပါတယ်တဲ့อืม ကွာ EMS နဲ့ပစ္စည်းပို့ရဆိုလို့ရှိရင်မြန်မြန်ဆန်ဆန်ရောက်တယ်ပြီးလို့ရှိရင်စိတ်ချရရတယ်เนาะနောက်တစ်ခါဟို online ကနေပြီးတော့မှကိုပစ္စည်းကိုအထောက်ကဘယ်နားရောက်နေလဲဆိုတာလိုက်ပြီးလဲ tracking လုပ်လို့ရပါတယ်ရဲဆိုတော့ဒီဘက်ဆက်ကြည့်ရ EMS နာကုကျဲဆိုကို EMS တုံးလို့ရှိရင်ကုကျဲဆိုကိုနိုင်ငံတကာကုကျဲဆိုနိုင်ငံတကာပြောဆိုကိုဆိုတာကဒီမှာ parcel ပို့ဆောင်ခြင်းလို့ပြောတယ်เนาะ parcel ပို့ဆောင်ခြင်းဘာရရှိလဲဆိုလို့ရှိရင်ဟန်ကုန်းဖြောင်းဟန်ကုန်းဆိုတာလေချောင်းလိုင်းကိုပြောရတော့ပေါ့ လေရင်နဲ့ပို့တာမျိုးပေါ့နောက်တစ်ခါဆွန်ဖြောင်းဆွန်ဖြောင်းဆိုတာတင်မောလိုင်းနဲ့ပို့ဆောင်တာရေချောင်းပေါ့လေချောင်းလေဟန်ကုန်ဖြောင်းလေရင်ဖြင့်ပို့ဆောင်ခြင်းလို့ပြောခြင်းလို့ရှိရင်လေချောင်းနောက်တစ်ခါဆွန်ဖြောင်းဆိုလို့ရှိရင်ရေချောင်းနောက်ရိုနောစသည်လို့နဲ့ဖြောင်းကြီးစာချက်စာအုပ်အင်းကြီးအဝယ်စာအဲ့တော့ရောဘုနောဒီနားမှာကာလာလေးနဲ့ခွဲပြီးမှလိုက်နော် ပါတယ်အဲ့ဒါ ਈ နဲ့ပါတယ်ပို့လို့လဲဆိုရင်ဒါလေးပို့လို့ရမှာပေါ့နော်ဖြောင်းကြီးချက်အိုးခွားချက်မင်းတိဗီတာမင်းနေနေပဲနော်အလောက်ကုန်ပစ္စည်းတုံးစသည်ကိုကိုပုံနေစုကြီးကြည့်မယ်ပြေးဖို့နိုင်ပင်မဲတဲ့အော်မလုံရတဲ့ဟာရလာမေးရောပေါ့နောက်မှာပါလေဆိုလို့ရှိရင်အုံးရှိအစားအသောက်တွေရာစေဝါပစ္စည်းတွေဟျောင်းကုန်ငွေသားတန်ကန်စားတဲ့လူကတော့ပုံနေစောဆူနေတာပြေးဖို့လို့မရဘူးတဲ့အဲ့တော့ EMS ဒီတောင်လို့ရှိရင်လေချောင်းလိုက်ရေချောင်းလိုက်နေပါလေပို့လို့ဆိုဒီလိုမျိုးအချောက်ချမ်းပစ္စည်းတွေပဲဟွန်း နောက်ကအစားအစာတွေဈေးတွေငွေသားတွေရတော့ပို့ဆောင်လို့မရပါဘူးတဲ့မူလုံးတေချာပေါက်ကတော့တဲ့သုံးရှိမှုနာသုံးရှိမှုဆိုတာကြသတိဆန်ပြီးပြောရတော့ပေါ့ခွေးတွေကြောင်ပြီးပေါ့နော်အဲ့ဒါတွေသုံးမလို့ရှင်အင်းဝါဆုံးမွန်ကြီးအင်းဝါဆုံးမြေတိတွေကရောမီးလောင်ပဲတတိရှိဆုံးဆိုတဲ့တိပဲမီးလောင်တွေတော့ပေါ့နော်မီးလောင်တွေတတိရှိအကုန်တတိရှိရမွန်ကြီးဆိုတာပစ္စည်းမီးလောင်တွေတတိရှိရပစ္စည်းဆိုမီးလောင်တွေတော့ပစ္စည်းတွေနောက်တစ်ခါဖိုပါမှုပောက်ကွေးနိုင်တဲ့ပစ္စည်းတွန်းတို့စသည်လို့လေတဲ့ပိုလေးဆိုဝပ်စလီတာ ပို့ပေးပို့လို့မရပါဘူး။อืมအဲ့တော့ပို့တေးလို့ရတဲ့ဟာတွေအားတိုင်းရှိမယ်။ပို့လို့ရတဲ့ဟာတွေအားတိုင်းရှိမယ်။နော်တကြမှတ်ထားပါနောက်တစ်ခုကခုနေရေဆိုခုနေဆိုပြည်ပင်းကိုပြရတော့ပါအဲ့တော့อืมပြည်ပကိုကြာတခါလေးဘယ်လိုပြောဆိုခုခွဲဆိုပြီးဝေနဲ့တုံးနေပြရတော့ပါဒါမှမဟုတ်ရေဟဲဝေလို့တုံးနေဝေခုလို့လည်းတုံးနေရတော့ပါဝေလေးပြအပြည့်ဆိုတာเนาะအဲ့တော့ခုနေရေဆိုဖြီးတွင်းနဲ့မှာတဲ့ဂျွန်ယိုဟန်မွန်ဇွန်တာဂျွန်ယိုဟန်အရေးကြီးတယ်မွန်ဇွန်စာရဲစာရဲဒါမှမဟုတ်ရှင်ကိုကကိုကဆိုတာလေ ကိုကမြင်တာပြောရောဘွန်ကားဆိုတာအကြတန်ဘူးဟင်ကိုကဆိုတာတန်ဘူးမြင်ပစ္စည်းတွေကိုပြောတာဈေးကြီးပစ္စည်းတွေပေါ့တန်ဘူးကြီးအော်ကိုကရဲ့မူခွန်းဆိုတော့တန်ဘူးကြီးပစ္စည်းတွေဒုံငန်းစသည်တို့ကိုဘုံနေတယ်เนาะကိုကရဲ့မူခွန်းဆိုတော့ဘယ်လိုပြောရမှန်းပြန်မလဲရောပေါ့နော်လှအောင်ပြင်မယ်ဆိုလို့ရှိရင်တန်ဘူးကြီးပစ္စည်းကိုကရဲ့အထိပ်ကတန်ဘူးမြင်တော့ဆိုတဲ့အထိပ်ရှိရောပေါ့ ဈေးကြီးတာတံမိုးကြီးရပါတော့နော်အဲ့တော့တံမိုးမြပစ္စည်းဒုံစသည်တို့ကိုပိုနေတဲ့နော်ပေးပို့တဲ့အခါမှာကတော့တဲ့ဆူလျောင်းဝါကင်ဆာဗစ်ဆိုတော့ဟွန်းဆူလျောင်းဝါကင်ဆာဗစ်ဆိုတာအကြရောကွာလက်ခံရတဲ့ဟာကိုအတီးပြုတဲ့စနစ်ကိုပြောတာ ဝါကင်းကအတီးပြူတာစူမျောင်းရဲ့အတီးပြီးကအာလက်ခံရကြအောင်အတီးပြူတဲ့စားပဲကိုတဲ့ခြေကုန်းဟာတော့ပေးတော့နော်ခြေကုန်းဟာတော့အတီးပြီးက support လုပ်တာ provide လုပ်တာမျိုးပြောတာပေးရတဲ့ဒုံကြီးတို့နော်ဒုံကြီးတို့ဆိုမပုံတင်တာနဲ့ဘုံထဲမျောပေးပို့လို့ရှိရင်နဲ့ဘူဒန်အန်ဂျိုနာမီတာတော်တော်လေးဟိုမှာအဲလုံကြုံစိတ်ချရပါတယ်ဦးဖြောင်းမှုနော်ဒီ ကိုပို့ဆောင်တဲ့ပစ္စည်းတွေကိုလည်းဒွန်ကီလိုပုံနေမျိုးမှတ်ပုံတင်ပြီးတော့ပို့ဆောင်မယ်ဆိုရင်ဘာအာဘာတင်းစားရမလဲလက်ခံတဲ့သူကစူလျောင်းဟူလက်ခံအတီးပြုလက်မှတ်ရေးထိုးပြီးအာလက်ခံပြီးရနောက်မှာစောမျောင်းကဟာကဲ့တွေရောစောမျောင်းဟာတာရဲ့ဒီလက်မှတ်ထိုးတာရောပေါ့လက်မှတ်ထိုးလို့အာလက်မှတ်ထိုးထားလို့တဲ့ sorry sorry ဆုံးမြောင်းဟာခဲ့တွေ့ရောဤကီးတယ်မနဲ့음ဟုတ်တယ်လက်မျက်ထိုးထားတဲ့အတွက်ကြောင့်မလို့ဖုန်နှန်းစားရမယ်ပေးပို့တဲ့လူကအဆိုးမြောင်းစားရှိတော့သူလက်ခံရရှိတဲ့အမှန်တရားကိုဟောခင်းဟိုက်စီစီလာအတူပြုနိုင်ပါတယ်အဲ့တော့ပေးပို့တဲ့လူအနေနဲ့ကိုပြည်စီကကိုပို့လိုက်ပြီးရှိရောင်းမရောက်ကိုဒီဆူမြောင်းစားပဲအဆိုးမြောင်းဟာခင်းစားပဲဆိုကနေတက်စင်သိနိုင်တယ်လို့ပြောချင်တာနော် အဲ့ဒါဘယ်စနစ်မှာရှိလဲဆိုတော့ဒုံကာဆိုရယ်အော် sorry ဒုံကီရိုဆိုရယ်မှတ်ပုံတင်ပြီးတော့မှပစ္စည်းပို့တဲ့အချိန်ဒီမှာဆိုလို့ရှိရင်တို့စာဘက်ကဒီဆူလောင်းဝါကင်ဆော်ဗစ်ဆိုဆိုရယ်အတီးပြုတဲ့ဥစ္စာတို့ကပေးတယ်အော်ထပဲတွေပါတွေပို့ပြီဆိုလို့ရှင်ထပဲဝါစနီတာဆွန်မျောဟိချူစေးလို့ဆိုကြားဘူးမလားတော့မသိဘူးเนาะကိုလက်ခံနေလို့ကလက်မှတ်ထိုးပြီးရတယ်အဲ့ဒါပါလို့ဆိုတော့တစ်ခါကလူကကိုရှိပို့လိုက်ပြီးအချိန်ကမှတ်ပုံတင်ပြီးပို့လိုက်တဲ့အတွက်ကြောင့်ဒီမှာမှာတော့လည်းတင်ရှိတယ်ရှိတော့ရှိတယ်အင်း ဟန်ဖြောင်းနဲ့တခြားတစ်ဖက်မှာလေထပ်ပြီးတော့ပေါ့နော်ဟန်ဘူကကိုရီးယားနိုင်ငံရဲ့ဥချေကိုဘွန်စားလိုက်ကတော့ဥဖြောင်းမွန်ဆာဗစ်ဆိုဝယ်ဟမ်ဒီစားလိုက်ကနေပို့ဆောင်နေစာဗစ်ဝယ်ဆိုတာအပြင်ကိုပြောတာပြင်ပြင်လေးပေါ့နော်ဒါတွေအပြင်ဂန်တန်ဟန်ယိုရှင်းနဲ့အွန်ဟန်ဆာဗစ်ဆိုတော့ဗန်ဝင်ဆောင်မှုတွေကိုလည်းပဲခြေကုန်းဟမ်နေတာထောက်ပံ့ထားပါတယ်လုံးလို့ရတယ်လို့ပြောကြတယ်ကြရောပေါ့ ။ဦးချဲကိုစာတိုက်ဆိုတော်냐လဲရိုးရိုးလွယ်လွယ်ကူကူဗန်နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေလည်းလုပ်လို့ရတယ်။ဦးချဲကိုပဲဆိုတော့ဒီစာတိုက်မှာလည်းပဲအွန်ဟန်ကွာကချီဗန်ကဲ့သို့တဲ့ခဲကြွားတော့ခဲကြွားဆိုတာဗန်အကောင့်ကိုပြောရတော့ဘူး။ခဲကြွားတော့ခဲစောဟာကောနာခဲစောဟာတိုင်းတွေပဲအသစ်ဖွင့်တာကိုပြောရတော့ဘူး။ အကောင့်အသစ်ဖွင့်တာပဲဖြစ်ဖြစ်ပိုဟောင်းမီနာအာမခံတော့မဟုတ်လို့ရှိရင်တဲ့ကျော်ကွန်မဲဂိုင်းဖိုင်းစုတို့ကိုอืมကျော်ကွန်ဆိုတာငွေစုတာပါဗျာငွေစုတာမျိုးကြီးလဲလုံနိုင်ပြီတော့တဲ့ဂုံးကွာကွန်မွန်ဂုံးကွာကွာမသိကျမရောကျော်ကွန်ကငွေစုခြင်းပိုဟောင်းကအာမခံဟမ်ပိုဟောင်းအာမခံကျော်ကွန်ကငွေစုခြင်းဂိုင်းဘာသာဝင်ရတာဆိုတော့ဟိုပေါ့ငွေပေးသွင်းနေပို့ဆိုတဲ့ပုံစံမျိုးပေါ့နော်စီပင်လောက်တာဗန်ဗန်ငွေစုတာကိုပြောတာနောက်ဂုံးကွာကွန်ကအစိုးရ အစိုးရကပေးရတဲ့အခွင့်အခါကြီးရောပေါ့။ဘာတွေပေါင်းလဲဆိုလို့ရှိရင်မှမီတာ၄၀မီတာကတော့နော်ရေဘူးလို့နောက်ပါရှိအောင်လဲ။တို့ရှိမှာ gas ဘူးတွေပါရဲ့လေအစိုးရကပေးရတာနော်။ရောဒီမှာတော့မရှိ gas ကပေါ့ဘူးပဲတုံးရဒီမှာ။အဲ့ဒါလေးကိုတဲ့နာပူဟိုင်းဆိုတော့ ਈ စမီလာနာပူဟာတာနင်းနင်းမီနင်းခက်ခက်နေရတာသူနဲ့စင်တွေ့မီနန်ပါလေဆိုပြီးတော့နေတာပြီးဆောင်ပြီဟမ်အဲ့တော့နာပူဟာတာရေးတယ်ပြီးဆောင်ပြီပဲအဲ့တော့ကိုကနာပူဟာတာမတုံးချင်ဘူးဆိုလို့ရှင်းတာတော့မရဘူးဆိုမေးတာတော့မရဘူးရော ိနေတူတူပဲနေသားယူရိုဘွန်းတို့တစ်ခေါက်ရှင်းပြပို့တယ်ငွေကြီးတွေပြီးချိနေနေရမှာတော့မှာတူတူပဲเนาะအဲ့တော့ဒီဦးချဲကိုမှလုံးလို့ရတဲ့အရာတွေကဘာရှိမလဲပစ္စည်းတွေပို့လို့ရမယ်အကြံပြင်းအနေနဲ့ခြုံဝုံပြီးပို့လို့ရှင်ပစ္စည်းပို့လို့ရမယ်နောက်တစ်ခါဘဏ်မှာလုံးလို့ရတဲ့ကိစ္စလွဲကူလေးပို့เนาะဘဏ်အကောင့်ဖွင့်တာမျိုးအမခံသွင်းတာမျိုးပြီးလို့ရှင်ငွေစုတာမျိုးလုပ်လို့ရမယ်နောက်တစ်ချက်အနေနဲ့အစိုးရကိုပေးရတဲ့အခွန်အခါတွေပေးပေးချီလို့ရမယ်ဘဏ်ဒီဦးချဲကိုကနေ ပို့လို့ရတဲ့ပစ္စည်းတွေသူပြောလာတယ်။ဘာရှိမလဲဒီမှာအဲစာတွေစာအုပ်တွေဆိုတော့စာရဲစာရန်တွေစာအုပ်တွေအဝတ်ထည်တွေအလားကုန်တွေပို့လို့ရမယ်။ပို့လို့ရတဲ့အုံရှိအစားစာရခေါင်းကဒါတွေပို့လို့မရဘူးတဲ့ဒီစာလိုက်ကနေအဲစာလိုက်ဆိုတဲ့ EMS နဲ့ဒါမှမဟုတ်ရှင်လေးချောင်းလိုက်ဒါအစိုးရနဲ့တက်ဆိုင်တဲ့လေးချောင်းလိုက်ရေချောင်းလိုက်ကနေပို့လို့မရဘူးပေါ့နော်။နောက်တစ်ခုအနေနဲ့သူအဲတိရစ္ဆာန်တွေပို့လို့မရဘူး။နောက်မီးလောင်တွေလည်းပစ္စည်းတွေပို့ပါမှုပတ်ကွက်လည်းပစ္စည်းပို့မယ်။ဒါလေးသိချင်မှတ်ထားပါ အဲ့ဆိုရတော့ဘုနဖြေရလို့ပြောလိမ့်မယ်။နောက်တော့ဂျွန်ဘိုရဲ့ဒီကချက်ဒီဦးချေဘိုဘာလုံးလဲဆိုတာနားလည်ထားရင်။ Okay အဲ့တော့